ကလေးငယ်လေးတွေညညဆိုကောင်းကောင်းမအိတ်လို့ဆင်းရဲနေတဲ့မိမိတွေရှိလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဒီဗီဒီယိုလေးထဲမှာညဘက်မှာကလေးငယ်တွေကောင်းကောင်းအိပ်ပျော်စေမယ့်နီလန်းလေးတွေကိုပြပြပေးထားပါတယ်ရှင် ပထမဆုံးတစ်ခုကတော့အိယာဝင်လေးထားလေးလုပ်ပေးပါနော်။ညဘက်ကိုအချိန်မှန်အိယာဝင်စေတာအိယာဝင်ရမယ့်အချိန်မိနစ်20လောက်အလိုမှခလေးငယ်ကိုခြေလက်တန့်စင်ပေးတာအိယာဝင်ပုံမြင်တွေဖတ်ပြတာအိယာဝင်ဒေးတွေဆိုပြတာခပ်ဖောက်ဖောက်လေးနှိပ်ပေးတာမျိုးတွေကိုလုပ်ပေးပါနော်။ဒီလိုမျိုးလုပ်ပေးတာကခလေးကိုအိယာဝင်ချိန်မှန်စေပြီးတော့ညဘက်မှာလည်းကောင်းကောင်းအိပ်ပျော်စေမှာပါနော်။နောက်ထပ်နီလန်ကတော့ခပ်ဖောက်ဖောက်လေးနှိပ်ပေးပါနော်။ခလေးငယ်လေးကိုမအိတ်ခင်မှာအုံစည်းဒါမှမဟုတ်မုံရင်းစီကိုလိမ့်ပေးပြီးတော့လက်ချောင်းထိပ်လေးတွေတုံးပြီးတော့ခပ်ဖောက်ဖောက်လေး ှိပ်ပေးပါနော်ဒီလိုမျိုးနှိပ်နယ်ပေးတာကမိမိနဲ့ကလေးငယ်လေးတို့ကြားမှာအချစ်တိုးစေသလို baby လေးကိုလည်းကောင်းကင်အပြော်စေနိုင်ပါတယ်ချစ်ဘဝခြေထောက်တွေကဆလို့ကြောပြင်းလက်မောင်းလေးတွေကိုလည်းနှိပ်ပေးလို့ရပါတယ်ရှင် ောက်ထပ်နီလန်းကတော့မေမေနဲ့အသားချင်းထိတာပါနော်ခလေးငယ်လေးတွေကမေမေနဲ့အသားချင်းထိတာတဲ့အခါမှာစိတ်လုံခြုံမှုကိုခံစားရပါတယ်ဒီအချက်ကခလေးငယ်လေးတွေကိုနှစ်နှစ်ချက်ချက်အိပ်ပျော်စေဖို့အတွက်အကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်ဒါကြောင့်ခလေးငယ်လေးတွေကိုအိပ်ရာဝင်းတဲ့အခါမှာမေမေကအသားချင်းထိပြီးတော့ချော့သိပ်ပေးပါနော် နောက်ထပ်နီးလန်းကတော့အနှီးထုတ်ပေးပါနော်။ဘေဘီလေးကိုခြိသားအနှီးကိုမပွားမချောင်တတောက်တတာအနေထားထုတ်ပေးတာကဘေဘီလေးကိုစိတ်ပန်းဆိုင်ရာလုံခြုံမှုတတောက်တတာရှိမှုတွေကိုခံစားရစေပြီးတော့ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့နေအောင်နဲ့ထိတွေ့ပေးပါနော်။ ကလေးငယ်လေးတွေကဘိုက်ထဲကထွက်လာတဲ့အချိန်မှာသူတို့လေးတွေရဲ့စီဝါနာရီကမမှန်သေးပါဘူး။ဒါကြောင့်မို့လို့နေဘက်မှာအိတ်နေပြီးတော့ညာဘက်ကျမအိတ်တာမျိုးတွေဖြစ်ကြတာပါ။ဒီပြဿနာကနေပြီးတော့ကင်းဝေးစေဖို့အတွက်ဆိုရင်တော့ဘေဘီလေးကိုမနှက်ခင်းနေချင်းနင်းနွေးလေးနဲ့ထိတွေ့ခွင့်ပေးလိုက်ပါနော်။ဗီတာမင်ဒီရရှိမှဖြစ်တယ်လို့ညာဘက်မှာလည်းနှစ်နေချက်ချက်အိပ်ပျော်စေမှာပါ။ ပြီးတော့အခန်းကိုလည်းမိအောင်ခမမင်းလေးပဲထားပါခလေးညာအိတ်ခန်ဒီမှာမိတွေထွန်းထားတာမျိုးတွေမလုပ်ပါနဲ့နော်မိတွေလင်းနေအောင်ထွန်းထားတာကခလေးငယ်လေးရဲ့အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်ဒါကြောင့်အိတ်ခန်းမျိုးကိုခမမင်းလေးပဲထားပေးပါအလင်းအောင်ခမမင်းနဲ့အလင်းမဝင်ရောက်နိုင်တဲ့အခန်းကခလေးငယ်လေးတွေကိုနှစ်နှစ်ချက်ချက်အိပ်ပျော်စေမှာပါနော် နောက်နောက်တစ်ချက်ကတော့ချိုလိန်ပေးဆိုပါပီပီလေးကိုအိယာဝန်ခံကြီးမှချိုလိန်ပေးဆိုတာကစိတ်ကျဉ်နှမှုကိုရစေပြီးတော့ကောင်းကင်အိပ်ပျော်စေဖို့အတွက်ထောက်ကူပြုနိုင်ပါတယ်ပီပီလေးတွေကအိပ်ပျော်သွားတဲ့အခါမှာချိုလိန်ကသူ့လိုလိုပါးစပ်ကနေထွက်ကြသွားပါလိမ့်မယ်ချိုလိန်ဆိုးနေတဲ့အခါပီပီလေးကနိုင်ဝက်အတွင်မှာအိပ်ပျော်သွားမှာပါနော်နောက်ဆုံးအချက်အနေနဲ့ကတော့မိခင်တို့တိုက်ပါ ကလေးငယ်လေးတွေကိုမအိပ်ခင်မှာမိခင်တို့ပြပြဝဝတိုက်တာကလည်းကလေးကိုနှင်းနှင်းချာချာအိပ်ပျော်စေဖို့အတွက်အကောင်းဆုံးထောက်ကူပြုပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ကလေးငယ်လေးတွေနှင်းနှင်းချာချာအိပ်ပျော်စေဖို့အတွက်မိခင်တို့တိုက်ပြီးပါနော်။ဒီလောက်ဆိုလို့ရှိရင်ညဘက်မှာကလေးငယ်တွေကောင်းကောင်းအိပ်ပျော်စေဖို့အတွက်ဘလိုနည်းလမ်းတွေကိုလုပ်ရမလဲဆိုတာကိုသိလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။